ချင်းပြည်နယ်ဗလန်းမျိုးသိန်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့စကိုင်းဖက်တွေတပေါင်းစု SFD မှာတိုက်ပွဲပြန်တပ်ဖွဲ့ဝင်တွေကိုဒေသခံပြည်သူတွေကကြိုဆိုခဲ့တယ်လို့အဲ့ဒီအဖွဲ့စီကသိရပါဗျ။ ဗလန်းမျိုးသိန်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့စကိုင်းဖက်ဒရယ်တပေါင်းစုအမှတ်3နဲ့အမှတ်5စစ်ကြောင်းနှစ်ခုကတပ်ဖွဲ့ဝင်50ဦးကိုဧပြီတတိယပတ်ထဲမှာဂျိုးဆိုခဲ့ကြတာလို့စကိုင်းဖက်ဒရယ်တပေါင်းစုဗဟိုစီဦးစီးအဖွဲ့ဝင်ကိုစီယားကပြောပါတယ်တွေ့ကြုံအားဖြင့်ပြောရရင်တော့ဒါအများကြီးရလိုက်တယ်ပေါ့လေဒီမျိုးသိန်းတိုက်ပွဲမှာဆိုရင်ဒါရန်သူရဲ့အာပထဝီအနေထားရဆိုရင်ရန်သူဒီအာအာတာတဲ့နေရာနဲ့နေပြောမှအာဒီ ဒီမျိုးကိုရအောင်တင်ရတဲ့အခြေအနေတွေရှိတာပေါ့လေပြီးရင်ဒီဒီမျိုးသိမ်းတိုက်ပွဲမှာဆိုရင်ဒါအလံတွေတစိုက်တွေဒါမတူညီတဲ့အင်အားစုအသီးသီးဒီကနေပြီးတော့မှအာစီလုံးညီညွတ်စွာနဲ့ဒါပူပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ရတဲ့အတွေ့အကြုံတွေတော့အများကြီးရတယ်ပေါ့စကိုင်းဖူရန်ဖက်ဒရေးရှင်းအလုံအမှုဆောင်ကောမဒီဥက္ကဋ္ဌနဲ့အလုံအမှုဆောင်ကောမဒီဝင်တွေလုပ်ငန်းကောမဒီဝင်တွေစီးရဲလုပ်ငန်းအဖွဲ့ဝင်တွေတပ်ပေါင်းစုတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံပြည်သူတွေက ောင်တပြည်တွေပန်းကုန်းတွေအတီးမုတ်တွေနဲ့ဂျူဆူခဲ့ကြတာလို့ဆိုပါတယ်တိုက်ပွဲအတွင်းစကိုင်းဖက်ဒရယ်တပ်ပေါင်းစုမှတပ်ဖွဲ့ဝင်2ဦးကြာဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကိုစီယားကဆက်ပြောပါတယ်။ချင်းကြီးနောင်စစ်စင်ရေး Operation CB ဖလန်းမြို့သိမ်းတိုက်ပွဲမှာအညာဒေသမှစကိုင်းဖက်ဒရယ်တပ်ပေါင်းစု SFD အပါအဝင် PDF 18ဖွဲ့ပါဝင်တိုက်ခိုက်ခဲ့ပြီးဖလန်းမြို့နယ်တစ်ခုလုံးကို2025 April 9ရက်နေ့မှာအလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ချင်းကြီးနောင်ချင်း Brotherhood ကထုတ်ပြန်ထားပါတယ်။